ထိုင်းရွှေတွေကတော့ဒီနေ့ညနေမှာ450အကြာနဲ့ဈေးပိတ်သွားပါတယ်အားလုံးပဲမင်္ဂလာပါစေချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က10ရက်နေ့10လပိုင်း2010နဲ့9ခုနှစ်ညနေပိုင်းတိုင်းရွှေစည်းက450ကျပါတယ် 96.500ခန့်ရှိတိုင်းရွှေကေစီဆိုင်ကားရောင်းနေစီက6150ထိုင်းရွှေကေတပတ်သားကိုပန်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခ APC ထိုင်းရွှေကေတပတ်သားကို6250နဲ့ပေါင်စည်းရှိနေပါတယ်ဒီနေ့ထိုင်းရွှေကေတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကရခိုင်တို့ပြန်မဖြစ်ဖက်6150နဲ့ပေါင်စည်းတိုင်းပြန်ပြီးတော့လက်ခံပါပါ96.500ခန့်ရှိတဲ့ထိုင်းရွှေလက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကားရောင်းနေစီက 6650လက်ဝင်းနာရဲ့လက်ခတွေရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000အထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည့်ပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝင်းနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတပတ်သားကို900ကျိန်းလုံးဖြတ်အောင်မှာဖြစ်ပါတယ်။900ခိုင်လုံးဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို9600ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ ကဘာချွေတောင်စားကိုဒေါ်လာ3,960တုန်းနဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ30နေတသမာကွန်3နဲ့ထိုင်းရွှေဈေးကိုတွက်ထားလာဖြစ်ပါတယ်။96သမာ500ခန့်လို့ရှိတဲ့ထိုင်းရွှေအခဲတစ်ပတ်သားကိုမြန်မာကျပ်ငွေ89သိန်း8000လောက်ဈေးနှုန်းရှိပါတယ်။96သမာ500ခန့်လို့ရှိတဲ့ထိုင်းရွှေလက်ဝတ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ89သိန်း8000ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝတ်ရနာဈေးနှုန်းတွေကတော့လက်ခါမပါသေးပါဘူး။အမှတော့ထိုင်းရွှေဈေးကနည်းနည်းဈေးကျတယ်လို့ပြောရမှာဖြစ်ပါတယ်။ ထိုင်းရွှေကရေတိုနေနဲ့ဈေးကြပေမဲ့ရေရှည်နေနဲ့ဆက်လက်တက်ဖို့လာလာရှိနေပါသေးတယ်။ကဘာရွှေဈေးကလည်းပဲဆက်လက်တက်ဖို့လာလာရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုလို့ရှိရင်တော့ရွှေအခဲကိုပဲဝယ်ဆိုထားကြပါလို့ကြံပြူခြင်းပါတယ်။ ထိုင်းရွှေအခဲကိုငါမူသားကနေစပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ခစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကောစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ၂၅ပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်ငွေစည်းတွေကိုမျက်နှာတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုရမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ။